ီဘပြည်သူများရှင်ပိုင်းမီဒီယာမှာတင်ဆက်မှုဖြစ်ပါရှင်ဒီဘပြည်သူများရှင်ကစံပိတ်ရက်လေးမှာစစ်ချမ်းသာကိုကျမ်းမာစွာနဲ့ဖြတ်သန်းခဲ့ရပါသလားရှင်ကျမတို့ရဲ့ယခုနှစ်ပေါ့နော်2025ခုနှစ်တကြံမှာဆိုရင်တမိုင်းမှတ်တမ်းတစ်ခုတင်ခဲ့ပါရှင်အဲ့ဒါဘာလဲဆိုတော့ကျမတို့နိုင်ငံမှာကျင်းပခဲ့တဲ့ကစံပွဲတော်တွေမှာလူထိခိုက်သိဆုံးမှုအ ਨੇ ဆုံးခိုက်ရန်ဖြစ်ပွားမှုအ ਨੇ ဆုံးလူသက်တွေဆုံးရှုံးမှုအ ਨੇ ဆုံးပေါ်တော်တခုဖြစ်ခဲ့ပါရှင့်အရင်နှစ်တည်းအရဆိုရင်တကြံရောက်တာနဲ့ဒီရှင်တော်ဆမှုတွေပေါ့နော်ပြီးတော့ မူယူရန်ကားပြီးတော့ရှင်ဖြစ်တဲ့ကိစ္စရင်းနဲ့လူအသေးပြောက်တွေကဂျာဂန်လုံးတစ်ခုထီကိုရှိခဲ့ပါရှင်ဒီနှစ်မှာကတော့အဲ့ဒီအနေထားတော့ကင်းဝေးတယ်လို့ပြောမှာပေါ့နော်ဒါကြောင့်ကြောင့်တိတ်ဆုံးသွားတဲ့သူမရှိတဲ့လောက်ကိုဖြစ်ခဲ့ပါရှင့်ဒါလေးကတမိုင်းမှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်ဒီနှစ်ကတော့အေးတကြံဆိုတဲ့နာမည်နဲ့အညီတကယ်ကိုအေးချမ်းဆိုတာနဲ့ဖြတ်သန်းနိုင်ခဲ့တယ်လို့တော့ကျွန်မမြင်ပါရှင့်မိဘပြည်သူများလည်းတကြံတွင်းမှာဆိုရင်ဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်အုံမျိုးတွေကတစ်ခုခုကိုလည်းရရှိခဲ့မယ်လို့ထင်ပါရှင့်ကျွန်မလည်း20ရက်နေ့ထိသတင်းလေးနားလိုက်တယ်ပေါ့နော် နားမယ့်အကြောင်းလေးကိုလည်းကြေညာခဲ့ပါရှင့်။ဘာကြောင့်လဲဆိုတော့ဇန်ကာလမှာဆိုရင်ဥပုပ်တီလာအောက်တည်ကြတယ်။အဲ့ဒီအချိန်မှာစိတ်ကိုအေးချမ်းစွာထားတာကအသင့်တော်ဆုံးပါပဲရှင့်။ဒါကြောင့်ကျမတို့သတင်းတွေဆိုတာကတော့ဟိုပုရုဇင်တွေကြားထဲမှာဖြစ်နေတဲ့စည်ရလူမှုရေးစားတဲ့သတင်းလေးတွေဖြစ်တဲ့အတွက်နားထောင်လိုက်ရသူအတွက်ကမြို့တော်ပင်စိုးစေကောင်မှုစိတ်ခံစားချက်ကနေတဆင့်ကိုယ်စိတ်ကိုယ်ကိုမထားတတ်ဘူးဆိုတော့အကုသိုလ်စိတ်လေးတွေအနည်းနဲ့အများဖြစ်တတ်ပါရှင့်။ဒါနဲ့မှာဒေါသထွက်စရာလည်းပါတယ်ဝမ်းနည်းစရာလည်းပါတယ်ဆက်သက်ဖြစ်ပေါ်တော့ကိုယ်နိုင်ငံအခြေအနေအရအဲ့လိုဖြစ်နေတာဟုတ်ရှင့် ဒီတော့ဥပုပ်ယူနေတဲ့အချိန်မှာသတင်းနားထောင်ပြီးတော့ဥပုပ်ကျိုးတဲ့ကိစ္စရဖြစ်မှာဆိုလို့တီလာပြတ်တဲ့ကိစ္စရဖြစ်မှာဆိုလို့စိတ်နှလုံးညစ်ထရတဲ့ကိစ္စရဖြစ်မှာဆိုလို့ကျွန်မဒဇန်တွင်းနဲ့နှစ်စန်းတည်းနေကိုသတင်းတင်ဆက်တာရှင်းထားခဲ့တာဖြစ်ပါရှင့်ဒီတော့ကျွန်မတို့ကဒဇန်ကာလလေးကိုကုသိုလ်တရားတွေနဲ့ကုသိုလ်စိတ်တွေနဲ့ဖြတ်တန်းပြီးကြပြီလို့ထင်တဲ့အတွက်ကျွန်မဒီနေ့မှာပြန်ပြီးတော့သတင်းတင်ဆက်တာဖြစ်ပါရှင့်ပထမဆုံးတင်ဆက်တဲ့နေ့မှာပဲပြောပြမှာကတော့မိဘပြည်သူများအခုလာမယ့်21ရက်နေ့ကိုလွန်စွာစိုးရိမ်နေကြတယ်လို့ကျွန်မကြားပါရရှင့် လူမှုကွယ်ပေါ်မှာလည်းအများပြန့်နှံ့နေတယ်။၂၁ရက်နေကြလို့ရှင်အမတန်ကြီးကျယ်လုံးနဲ့ငလင်ကြီးတစ်ခုထပ်ပြီးတော့ဖြစ်နိုင်တယ်ဆိုပြီးတော့စိုးရိမ်နေကြတာပေါ့နော်။ဖြစ်ပြီးသွားတဲ့မြို့တွေလည်းစိုးရိမ်နေတယ်လို့မဖြစ်ရသေးတဲ့မြို့တွေဆိုကိုစိုးတာပေါ့ရှင်။ပဲခူးလို့ရန်ကုန်လို့ဆိုစိတ်ကူတာပေါ့နော်။ကျမနိုင်ငံကလည်းငလင်ကျော်ကြီးကမြန်မာနိုင်ငံရဲ့ရင်ဝတက်တက်ကိုခွဲထားတာဖြစ်တဲ့အတွက်ဒီငလင်ကျော်ကြီးနဲ့လွတ်တဲ့မြို့ဆိုတာမရှိသလောက်ဖြစ်နေရပါတယ်ရှင့်ပြီးတော့လူတွေစိုးရိမ်တာလည်းအမှားတော့မဟုတ်ဘူးเนาะဒါကျမအနေနဲ့ပြောပြချင်တာကငလင်ဆိုတာကတော့ဘယ်အချိန်ဘယ်နေရာမှာ ဘယ်လိုမျိုးဖြစ်မယ်ဆိုပြီးအတိအကျပြောနိုင်မှုကတော့အခုချိန်ဒီနည်းပညာမှာမရှိပါဘူးရှင့်ဒီတော့တတိတကြကြိုတင်ခံမှန်းလို့မရတဲ့သဘာဝဘေးကငလန်တာဖြစ်ပါတယ်။ငလန်နဲ့ပတ်သက်ပြီးသိရှိကြတဲ့ဆိုရင်သက်ဆိုင်ရာမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဖုန်းနံပါတ်တွေဖြစ်တယ်369033411669နဲ့369033411293ကိုပဲဓာတ်ရိုက်ဖုန်းဆက်ပြီးတော့မေးမြန်းပါလို့ကျွန်မအကြံပြုချင်ပါတယ်ရှင်။အခုလာမယ့်နောက်ဆက်တရက်နေ့မှာငလန်ကြီးကျယ်လှုပ်မယ်ဆိုတဲ့ကိစ္စကတော့လူတွေအားလုံးရဲ့စိုးရိမ်ထိတ်လန့်မှုဖြစ်နေပါတယ်။ကျွန်မအနေနဲ့ လူသက်တင်နဲ့လည်းဆိုင်နေပြီးတော့သဘာဝဘေးဒဏ်ဆိုတာကမှန်နေရှင်ဘလို့မှဒီငနေကခံမှန်းလို့မရတဲ့အတွက်ကျမလည်းဒီ27ရက်နေ့ကိစ္စကိုမခံမှန်းပေးနိုင်လို့ရှင့်မခံမှန်းပေးပါဘူး။ဘာကြောင့်လဲဆိုတော့ကျမတို့ကအရှိမအရန်ကြောက်ဖို့ကောင်းတဲ့အရာကြီးကြုံခဲ့ရပြီးဆိုတော့ဘသူ့ကောင်မှကျမတို့ကမဖြစ်ပါဘူးဖြစ်ပါတယ်ဆိုပြီးတော့လွတ်လွတ်စပယ်မပြောချင်အောင်ရှင့်ညီတို့ပဲဆိုသေးကမို့ဒီလိုသတင်းစကားတွေဆိုတာကကျမတို့ကခါကြတဲ့သဘာဝလုံးစွမ်းအားရှိတဲ့လူတွေစီကနေထွက်ပေါ်လာတတ်တာလေ အရှိပိုင်းမှာလည်းကျမတို့ကြုံခဲ့တဲ့အများကြီးရှိပြီးဖြစ်တဲ့အတွက်ဒီ21ရက်နေ့ကိုညီတို့ပဲစိုးစေကမှုသတိထားပြီးတော့ဖြတ်သန်းတာတော့အကောင်းဆုံးလို့ပဲထင်ပါရှင့်ဒီချိန်မှာအင်မတန်စိုးရိမ်ထိတ်လန့်နေတာထက်ဒီရက်ကြီးကိုပေါ့နော်ဟိုအရန်စိုးရိမ်နေရထက်ဆိုင်ငါတို့ဒီရက်ရောက်လို့ရှိရင်နည်းနည်းတော့စင်ကျင်ပြီးနေလိုက်မယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့ဖြတ်သန်းတာပဲတင့်တော်လို့ထင်ပါရှင့်ကျမတို့နိုင်ငံမှာကဒီလိုကိစ္စတွေကြုံရတယ်ဆိုတာကလူသက်တမ်းတစ်ခုမှမ ကြုံမှုခတ်တယ်ပေါ့နော်ကျွန်တော်တို့ဒီငလင်းဆိုလဲဒီလိုပဲနှစ်ပေါင်းယာနာကတ်မတာဖြစ်တာဆိုတော့လေလူတက်တက်တစ်ခုကြုံမှတာကြုံရတာဝါရှင်ကျွန်တော်တို့ရဲ့မျိုးဆက်ကတော်တော်ကန့်ထူးရဲ့မျိုးဆက်လို့ပြောရမှာပေါ့နော်ကိုဗစ်တော့လဲကိုဗစ်မို့လို့ငလင်းတော့လဲငလင်းမို့လို့ရေကြီးရောလဲရေကြီးမို့လို့ပေါ့နော်တကယ်တော့ကဘာကြီးကကတ်ဆိုင်တဲ့အချိန်မှာမှလူဖြစ်လာတာကိုဒါကျွန်မတို့ကတ်ကျွန်မပါပဲရှင်ဒီကတ်ကျွန်မမမကျွန်မတို့ကောင်းတဲ့အရာလေးလည်းရှိပါတယ်အမဒီနေ့တဲ့လေးမှာဒါလေးကိုထည့်တင်ပြီးပြောပြချင်ပါရှင့်အဲ့ဒါဘာလဲဆိုတော့ငလင်ဘေးတံတွေလွတ်ခဲ့တဲ့သူတွေရှိပါရဲ့ရှင့် အဲ့ဒီလူကနေပြန်လဲပြောပြတဲ့အကြောင်းအရာလေးတွေကိုကျွန်မဒီနေ့စုစည်းပြီးတော့ဖြန့်ဝေကြပါတယ်။မိဘပြည်သူများနားထောင်ပြီးတော့စိတ်ခွန်အားရရှိစေဖို့အတွက်ရည်ရွယ်ပါတယ်ရှင်။ကျွန်မတို့မှာကောင်းတဲ့ကုသိုလ်ကံလေးတွေလည်းရှိတတ်သေးတယ်ဆိုတာလေးသိစေချင်လို့ပါရှင့်။ပထမဆုံးဖြစ်စဉ်လေးကတော့မန္တလေးက Sky Villa မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်သားဖြစ်ပါတယ်ရှင်။အဲ့ဒီ Sky Villa မှာနေထိုင်တဲ့အင်ရှင်ဟာဆိုရင်အဲ့ဒီနေ့မှာပေါ့နော်သူ့အိမ်ကိုဧည့်သည်ရောက်လာခဲ့ပါတယ်တဲ့။ဒီခါမှာဧည့်သည်ကိုဧည့်ခံခြင်းနဲ့အတွက်သူဟာမုတ်ထွက်ဝဲခဲ့ပါတယ်။အဲ့ဒီမုတ်ဝဲတဲ့အချိန်မှာပဲငလင်ထုတ်ခတ်ခဲ့ပြီးတော့သူကတော့အသက်ပေးရနေလွတ်မြောက်ခဲ့ပါတယ်။ သူ့ရဲ့အဲ့ကိုရောက်ရှိလာတဲ့ဧည့်သည်ကတော့ဒီ sky villa ပြိုကျမှုနဲ့အတူသေဆုံးသွားခဲ့ရပါတယ်ရှင့်သူသားကဒီဧည့်သည်အတွက်ကိုမုတ်ထွက်မဝဲခဲ့ဘူးဆိုရင်သူလည်းသေဆုံးသွားနိုင်ပါတယ်ရှင့်ဒီခါလေးကံပယ်တယ်ဆိုတဲ့အနေထားလေးရှိရပါဘောနော်နောက်ထပ်ဖြစ်စဉ်လေးတစ်ခုကတော့မန္တလေးမှာရှိရဲ့အဖွားအိုတယောက်ရဲ့ဇာတ်လမ်းလေးသာပြပါရှင့်သူကဆိုရင်သူ့ရဲ့အိမ်မှာအမြဲတမ်းတယောက်တည်းနေထိုင်လေးရှိရပေါ့နော်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့သားနဲ့ချွေးမလေးတွေကအလုံလုံကြနေတူပါရှင့် အဲ့ဒီမှာဆိုရင်သားရဲ့ချွေးမရဲ့အမီးလေးတွေကအပြင်သွားကြတာပေါ့နော်အပြင်သွားတဲ့ခါမှာသူတယောက်ထဲအိမ်ထဲမှာရှိနေတဲ့အချိန်မှာအိမ်ရှိကနေပြီးတော့အလှူခံပြုတ်ဆိုတဲ့အတန်လေးကြားလိုက်ပါတယ်ကြားတဲ့ခါမှာသူကလှူခြင်းတန်းမြင်စိတ်လည်းရှိရဲ့အတွက်ငွေကျပ်တစ်ထောင်ယူပြီးတော့အိမ်ရှိထွက်လာခဲ့တယ်ပေါ့နော်သူအိမ်ရှိကိုရောက်တဲ့အချိန်ကျတော့အလှူခံလည်းမတွေ့ဘူးတဲ့မတွေ့ရင်တော့သူအံ့ဩသွားတဲ့အချိန်မှာငလင်လှုပ်ပါလေရှင့်ငလင်လှုပ်တဲ့အချိန်မှာသူလည်းအပြင်မှာပဲရှိနေတာပေါ့နော်ဒီတော့အိမ်ဖြိုသွားတဲ့အခါမှာသူဟာဆိုရင်အသက်ချမ်းသာရခဲ့ပါလေရှင့်ဒီအဖွားအိုကဆိုရင်ဖျားတရားလောက်တဲ့သူတို့လည်းသိရပါတယ် ကျမတို့ဘာသာရေးအရာကြည့်မယ်ဆိုတော့ဒါဟာနှကောင်းနှက်ညက်တရားဆောက်ရှောက်တယ်လို့ပဲထင်ပါရဲ့ရှင်။နောက်ထပ်မျိုးသမီးတယောက်ကတော့ရန်ကုန်ကနေပြီးတော့မန္တလေးမြို့ကိုအလဲပတ်ရောက်ရှိလာတဲ့မျိုးသမီးဖြစ်ပါရဲ့ရှင်။သူ့ရဲ့အမျိုးသားနဲ့ပေါ့နော်သူ့ခင်မုန်းနဲ့သူ့ရဲ့သမီးလေးမြောက်နဲ့အတူသူဟာဆိုရင်ဟိုတယ်မှာလာပြီးတော့တဲခဲ့ပါရဲ့ရှင်။ဟိုတယ်ရောက်တဲ့ချိန်မှာသူ့ရဲ့အမျိုးသားနဲ့သူ့သမီးလေးက reception မှာရှိတဲ့ချိန်မှာသူကရောက်ခမလေးကိုသွားပြီးတော့ကားနဲ့ကြိုးဆိုရလို့သိရပါတယ်။သွားကြုံပြီးပြန်လာတဲ့ဟိုတယ်ရှေ့နာရောက်ခန့်ဒီမှာငလင်ထုတ်ခဲ့ပါရဲ့ရှင်။ အဲ့ချိန်မှာဟိုတယ်ထဲမှာကျန်ခဲ့တဲ့သူ့ရဲ့အမျိုးသားနဲ့သမီးလေးနှစ်ယောက်ကတော့ဆုံးမခဲ့ရပါတယ်ရှင်။သူကတော့ဒီငလင်ဘေးတံကနေလုကင်းခဲ့ပါတယ်ရှင်။ကံကြမ္မာကတခါကြလို့ရှင်ကျမတို့ကိုထူးဆန်းစွာနဲ့ဒီလိုကိစ္စလေးဖြစ်ပေါ်စေပါတယ်။သူရဲ့ရှင်ထဲမှာဘလောက်ထိအောင်ပူလောင်မှုတွေခံစားနေရမလဲဆိုတော့ကျွန်တော်ကိုချင်းစာလို့ရပါတယ်ရှင်ဒါပေမဲ့သူအားဆိုရင်ကံကောင်းတဲ့သူတယောက်လို့ပြောလို့ရပါတယ်ကိုရဲ့ကိုပိုင်ပိုင်ဆိုင်တဲ့အသက်ကကိုရဲ့ခန္ဓာကိုယ်မှာတည်ရှိနေသေးတယ်ဆိုရင်ဒါမှကံကောင်းခြင်းလို့ပဲကျွန်တော်တို့သတ်မှတ်ရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လူတွေမှာကျွန်တော်တို့အမျိုးသမီးတွေမှာရှိတတ်ပါတယ်ရှင် ကိုကိုယ်တိုင်တည်သွားရယ်ဆိုတော့မှအဲ့လိုဒီစိတ်မကောင်းမဖြစ်ဘူးတည်လားကိုယ့်ရဲ့တာသမီလေးတွေကိုမျိုးစိရှိမှတည်သွားရယ်ဆိုပို့ပြီးတော့စိတ်မကောင်းဖြစ်တယ်ရှင်ဒီတော့ဒီမျိုးသမီလေးอ่ะဆိုရင်ဒါကိုကံကောင်းခြင်းလို့သူတတ်မှတ်နိုင်မှာမဟုတ်ပါဘူးရှင်အကလေးတွေအစားငါသမီလေးတွေအစားငါတည်သွားရမှာဆိုရင်စိတ်မျိုးတွေးမိပါပဲရှင်ကျမသာဆိုလဲတွေးမှာပဲပေါ့နော်ဒါကြောင့်ဒီလိုကိစ္စလေးတွေရှိပါတယ် ခါကြရကံကောင်းခြင်းတွေကကျမတို့စီကိုရောက်လာတယ်ဆိုပေမဲ့ကျမတို့မလိုချင်ခဲ့ပါအောင်ရှင့်အဲ့လိုအခြေအနေမျိုးလည်းကြုံတတ်ပါတယ်ရှင်နောက်ထပ်တစ်ခုကတော့မန္တလေးကဘုံကြောင့်ခုမှဖြစ်ခဲ့တဲ့ဖြစ်စဉ်ခုသာဖြစ်ပါတယ်ငွေလင်းလုံးမဲ့နေမနဲ့မှာပေါ့နော်ဘုံကြီးကျောင်းဝင်းလေးကိုပြားတွေအများကြီးရောက်လာပြီးတော့ဘုံကြီးကျောင်းဝင်းထဲမှာရှိရဲ့ကျောင်းကျောင်းဆောင်လေးပေါ်မှာရှိနေတဲ့တန်ဃာတော်တွေကိုလိုက်ပြီးတော့တုတ်တယ်လေရှင်ပြားတွေကလိုက်တုတ်တော့တန်ဃာတွေလည်းကျောင်းပေါ်မှာမနေရဲပဲနဲ့ဆင်းပြေးကြတာပေါ့နော်ဆင်းပြေးအောင်မှာခဏရှောင်နေတဲ့အချိန်မှာငလင်ကြီးကျဲလှုပ်ခတ်ပြီးတော့တန်ဃာတော်တွေသတင်းသုံးနေထိုင်တဲ့ဒီကျောင်းဆောင်ပါဆိုရင်ပြိုကျသွားခဲ့ပါရှင့် ဒါမဲ့ပြားရီရှံကိုကြောက်လို့တန်ဃာတော်တွေကဘုန်းကြီးကျောင်းမထဲမှာဆင်းနေတဲ့အခါမှာအသက်ချမ်းသာရခဲ့ပါရှင်ဒါဟာလည်းနှကောင်းနှက်မြက်တရားဆောက်ရှောက်ခြင်းတစ်မျိုးပဲလို့ကျွန်မတို့ခံယူပါရှင်ငလင်ကြားထဲမှာအသက်ဘေးကလွတ်မြောက်ခဲ့တဲ့သူတွေအများကြီးရှိပါတယ်သူတို့တွေမှာဆိုရင်ဖြစ်စဉ်ဖြစ်ရက်တွေကထူးဆန်းစွာနဲ့ပျောက်တမျိုးစီရှိနေပါရှင်ဒါလေးတွေကိုကျွန်မဒီအပိုင်းမှာလိုက်ပြီးတော့ရှာဖွေဖတ်ရှုထားတဲ့အတွက်မိဘပြည်သူများပြန်လည်မျှဝေတာဖြစ်ပါရှင်ကျွန်မလူသားတွေမှာကတန်တရာမှာတယောက်တည်းခီးသွားရတာဖြစ်ပါရှင်တတော်ဝါတစ်ခုကန့်တစ်ခုသာဖြစ်ပါတယ် ဒီလိုမျိုးအားလုံးကန်ဆိုးပြီးတော့ငလင်ဆိုတဲ့အရာကြီးဖြစ်ပေါ်ခဲ့တဲ့အချိန်မှာတော့မှတရဝတစ်ခုကန်တစ်ခုဖြစ်တာနဲ့အညီတရဝတွေဟာလွတ်မြောက်တဲ့သူလည်းရှိရဲ့တိတ်ဆုံးသွားတဲ့သူလည်းရှိရဲ့တိတ်ဆုံးမတာတော့မှပေါ့နော်အမျိုးမျိုးအဖုံဖုံပုံစံလေးနဲ့တိတ်ဆုံးကြပါလေရှင့်ကျမတို့ကဒီလိုဖြစ်စဉ်တွေမြင်တဲ့အခါမှာတန်ဝေကယူတဲ့နဲ့တရဝတစ်ခုကန်တစ်ခုဖြစ်တာနဲ့အညီကိုယ့်ရဲ့ကန်တရားကိုသာကိုယ်တိုင်ပေါ့နော်ဆင်ခြင်ပြီးတော့ကောင်းမှုတွေကိုများစွာပြုလုပ်ဖို့အတွက်လည်းကျမတိုက်တွန်းချင်ပါလေရှင့် သူများကံမှီပြီးတော့ကျမတို့ကနေလို့မရအောင်ကိုယ်ကံနဲ့ပဲကိုနေရတာပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ကံတရားကောင်းဖို့ဆိုရင်ကောင်းတာလုပ်ပါကံဆိုတာအလုပ်ပါရှင့်ကောင်းတာလုပ်ပါကောင်းတာကိုပြောပါကောင်းတာကိုတွေးပါကောင်းတဲ့အရာတွေကိုသာလှုပ်ဆောင်ပါလို့ကျမအနေနဲ့တစ်တကူအခါသမယလေးမှာမိဘပြည်သူများကိုသတင်းလေးရနေတဲ့ဆက်တိုက်တွန်းလိုက်ပါရစေရှင်မိဘပြည်သူများရှင်ဒုတိယသတင်းလေးနေနေရတော့ကျမတို့နိုင်ငံမှာပေါ့နော်ကြံတွင်းမှာတော်တော်အမြင်မတော်စရာကိစ္စရပြုဖြစ်ခဲ့ပါရှင့်ကျမဓာတ်ပုံလေးကိုရုံဆုံးပြသပါမယ် ကျွန်တော်နိုင်ငံမှာတန်ခါတော်တွေကိုရေလောင်းနေဆိုတဲ့ကိစ္စရက်ကဒါလက်ခံနိုင်စရာမရှိဘူးเนาะဒါပေမဲ့ဒီရက်ပိုင်းမှာသကြံအတွဲမှာလူမှုကွန်ရက်မှာဒါလေးတက်လာပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်မအနေနဲ့ရှင်းပြချင်ပါတယ်ရှင့်ဒီသတင်းတက်လာတဲ့အခါမှာ DBB ဆိုတဲ့သတင်းဌာနကနေပြီးတော့ဒီလိုမျိုးပေါ့เนาะတန်ခါတော်တွေကိုရေလောင်းနေဆိုတဲ့ကိစ္စကတက်ကဘူကြီးတွေရဲ့ဇနီးတွေပြုတ်လုတယ်ဆိုပြီးတော့လဲဝါဒဖြန့်ပြီးတော့သတင်းမှားတွေနဲ့ပြုတ်လုပါရှင့်တက်မတော်မှာကတန်ခါတော်ရေလောင်းအောင်မယ်ဆိုပြီးတော့ညွှန်ကြားတာလည်းမရှိဘူးရှင်းသိလား တပ်မတော်မှာညွှန်ကြားတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စကတက်တယ်မှာဆိုရင်ပဋ္ဌာန်းတွေရွှတ်ကြတယ်ပြိပဋ္ဌာန်းတွေရွှတ်တယ်အနေရကင်းကာရာတွေရွှတ်ကြတယ်ပေါ့ရှင်ဖျားတရားလုပ်တယ်ဒါတက်ကညွှန်ကြားတဲ့အပိုင်းကဒီပိုင်းပဲရှင်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဒီစင်းမြစ်စည်းကမ်းနဲ့ညွှန်ကြားတာပေါ့နော်ဒီတော့ဒါကတော့သတင်းတူတင်းမှာနဲ့ပြည်သူတွေနဲ့တက်မတော်နဲ့ကျမတို့ဘာသာတရားပေါ်မှာစောကားလာတာဖြစ်ပါလိမ့်ရှင်တကယ်တော့အဲ့ဖြစ်စဉ်ဖြစ်ခဲ့တဲ့ဒေတာဟာဆိုရင်မန္တလေးတိုင်းဒေတာကြီးမြတားမြို့နယ်ထိန်ကန်ကြီးရွာမှာဖြစ်ခဲ့တာဖြစ်ပါတယ်တဲ့အခုလိုမျိုးတန်ဃာတော်တွေကိုရေလောင်းနေဆိုတာကသူတို့ကြေးရွာရဲ့ delay ဖြစ်ပြီးတော့ သူတို့ဟာဆိုရင်ဒီဒုံလပတ်ရဟန်းတန်ဃာတွေကိုပေါ့နော်ရွာသူရွာသားတွေကစွန်းစားပင့်ဖိရင်နဲ့အပြန်ခရီးလမ်းမှာရေတက်ပယ်တဲ့သဘောမျိုးနဲ့ပြုလုပ်တယ်ဆိုတော့သိရပါရှင့်ဒါဟာကျမတို့ဗုဒ္ဓဘာသာရဲ့စင်မြင်မဟုတ်ပါဘူးရှင့်ဒါဟာရိုးရဒလေတစ်ခုသာဖြစ်ပါတယ်ဒီညမှာကျမပြောပြချင်တာကကျမတို့ဗုဒ္ဓဘာသာရဲ့စင်မြင်စည်းကမ်းတွေနဲ့ရိုးရဒလေအကြောင်းတွေကိုကျမအနေနဲ့ပြောပြချင်ပါရှင့်ကျမတို့နိုင်ငံမှာတန်ဃာတော်တွေကဝီနီးတွေကိုအရန်ကိုလိုက်နာပြီးတော့နေထိုင်ရပါတယ်ဗုဒ္ဓဘာသာမှာဆိုရင်ဝီနီးလိုက်နာရတယ်ဆိုရင်အရာကအထူးရေးကြီးပါရှင့် ီတော့တကြံမှာရေပတ်တာရေကစားတွေအားဆိုရင်တန်ခါတော်တွေရဲ့ဂုံတိတ်ခါထိခိုက်စေပါတယ်ရဟန်းတော်တွေဟာရေကစားတဲ့ကိစ္စပြုတ်လုံမဲ့ဆိုရင်ရဟန်းတော်တွေရဲ့သိခါတရားကိုထိခိုက်စေတဲ့အတွက်တာဟာဗုဒ္ဓဘာသာရဲ့အခြေခံစည်းမျဉ်းနေနဲ့ကိုက်ညီခြင်းမရှိပါအောင်ရှင်ဒါကြောင့်တန်ခါတော်တွေကိုတကြံကာလမှာရှည်လောင်းနေဆိုတဲ့ကိစ္စကဝီနည်းနဲ့မညီညွတ်ပဲနဲ့တန်ခါတော်တွေအပေါ်မှာအခါဝနာပြုတ်လုံတဲ့ကိစ္စရမျိုးဖြစ်ပေါ်စေနိုင်ပါတယ်ရှင်ဒါကြောင့်ရှောင်ကျင်တဲ့အဖြစ်မျိုးဖြစ်တယ်ဆိုပါတော့ကျွန်မကလည်းဥပြောပြချင်ပါတယ်။ကျမတို့ဗုဒ္ဓဘာသာရည်နဲ့တန်ဃာတော်တွေကိုတကြံတွဲမှာပေါ့နော်။ ဟိုကြည်ညိုခြင်းလဲဆိုရင်တော့ဝီလီနဲ့ကိုက်နေတဲ့နီးလန့်နေဖြစ်တဲ့ဆုံးကတ်တာတွေတက်တက်လို့စားပွဲရကတ်တာတွေငါးပါးတီလာစောက်တီတာတွေပေါ့နော်ဒါလေးတွေနဲ့ကျမတို့ကတန်ကားတော်တွေကိုကြည်ညိုပြီးတော့စီးကတ်လို့ရပါတယ်ရှင့်ရေလောင်းတာကမတင့်တော်လို့တော့ကျမထင်တယ်ပေါ့နော်ဒါပေမဲ့ကျမနိုင်ငံမှာကဘယ်လိုလဲဆိုတော့တစ်ခါကျရင်ရိုးရာဒလေးတွေကလွန်ဆန်မှုခတ်တဲ့အနေထားလေးရှိပါတယ်ဒီဒေတာမှာတန်ကားတော်တွေကိုတကြံဆိုရင်ရေကိုလောင်းတယ်ပေါ့နော်သူတို့ကတော့ရေသက်ပယ်တယ်ဆိုတော့ စိတ်စေတနာလေးနဲ့ပေါ့ရှင်ဒါတန်ဃာတော့နဲ့ဗျဖရားတရားတန်ဃာပေါ့ရှင်ဒါတို့သူတို့ရေတက်ပယ်ရဲဆိုရယ်စိတ်စေတနာနဲ့ဖြစ်တဲ့အတွက်စေတနာလေးကတော့ကောင်းတယ်ဆိုပေမဲ့လောက်ရက်လေးကမှားနေလို့ကျွန်မမြင်ပါတယ်ရှင်ဒါပေမဲ့ကျွန်မနိုင်ငံမှာလောက်ရက်တလေးဆိုတာကချက်ချင်းဖြတ်လိုက်ဖို့ဆိုတာခက်တယ်လေဒီတော့နှစ်ပေါင်းများစွာလဲကျင်သုံးလာခဲ့တဲ့ဒလေးဖြစ်တဲ့အတွက်သူတို့ရွာသူရွာသားတွေလည်းဒါကိုဖြတ်ချင်မှာမဟုတ်ဘူးပေါ့နော်ဒီတော့ကျွန်မတို့ကဘယ်လိုပြောအောင်လဲမသိတော့မသိတော့ဘူးဆိုရင်ပဲအရန်ကြီးတော့ပြောဖို့ကြာလာခက်ပါရဲ့ရှင်ကျွန်မနိုင်ငံအဲ့လိုနေထားလို့ရရှိပါရဲ့နော် ဒီတော့ကျမအနေနဲ့ကတော့ရိုးရတလေးနဲ့ပတ်သက်ပြီးတော့အရန်ကြီးပြောဆိုတာမလုပ်ချင်အောင်ရှင့်အခုချိန်မှာလေအော်ဒါမဲ့ဒါကျမတို့မှတ်ထားမယ်ကိစ္စပေါ့နော်ဒီလိုမျိုးကိစ္စရရတော့ဒါမှသင့်တော်တဲ့အတွက်နောက်တစ်ချိန်မှာဖြည်း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 ချင်းနဲ့ပပြောက်သွားအောင်တော့စူးစမ်းတင်တယ်လို့ထင်ပါတယ်ရှင့်တန်ဃာတော်ရဲ့သိက္ခာတရားနဲ့လည်းသက်ဆိုင်တယ်ဗုဒ္ဓဘာသာဝင်တဲ့အနေနဲ့လည်းဒါမှမလုပ်သင့်မလုပ်ထိုက်တဲ့ပုံစံဖြစ်နေရဲ့အတွက်ဒီဒလိလေးကိုတော့တဖြည်းဖြည်းနဲ့မေးမိန်ပြောက်ွယ်သွားအောင်စူးစမ်းတင်တယ်လို့ထင်ပါတယ်ရှင့်နောက်တစ်ရုပ်သံဖိုင်ကိုလည်းတက်လာပါသေးရဲ့ရှင့်ဒီရုပ်သံဖိုင်ကတော့တော်တော်စိုးပါရဲ့ရှင့်မိဘပြည်သူများကြည့်ရှုလိုက်ပါအောင်ရှင့် တန်ငါတော်တပားအနေနဲ့ဒီလိုမျိုးပေါ့နော်ခုနဖြစ်စဉ်ဆိုတာကကြီးရွာမှာဆုံးဆုံးကံပေါ့ဆုံးစားဖိတ်ပြီးတော့အပြန်မှာအင်တွေရှိရှိနဲ့ရေလောင်းတဲ့ကိစ္စအောင်မှာကျမတို့ကဗုဒ္ဓဘာသာတောင်းနေနဲ့လက်ခံဖို့အတွက်မဖြစ်နိုင်တာအခုလိုမျိုးမျိုးသမီးတောင်းနဲ့ပျော်ရွှင်စွာရေလောင်းနေတဲ့ကိစ္စကြတော့တော်တော်မဖြစ်တဲ့ကိစ္စပါပဲရှင့်ဘလို့မှမဖြစ်တဲ့ဘလို့မှနားလဲပေးလို့လည်းမရပါဘူးနော်ကျမတို့အတွက်တန်ငါတော်တွေဆိုတာကတကယ်လက်ဦးစရာပါပဲကျမတို့မိဘဘောနော်မိဘပြီးတာနဲ့တန်ဃာတော်ရဲ့ဆုဆုံးမစကိုင်းနေပဲကျမတို့ဘဝကအရှင်သာရည်တရားဖြစ်ပါရဲ့ရှင့် တန်ဃာတော်တွေကဗုဒ္ဓမြတ်စွာဘုရားရဲ့ထူကဲကောင်းမွန်တဲ့တရားတွေကိုလက်ဆင့်ကမ်းပေးတဲ့ကျွန်တော်တို့ရဲ့ယေရှုရှင်တာဖြစ်ပါရှင်။အဲဒါကြောင့်တန်ဃာတော်တွေအပေါ်မှာကျွန်တော်တို့ကညဉ့်ညင်းတဲ့စိတ်ကြီးစွာမရှိချင်ပါဘူး။အဲ့လိုမရှိဖို့အတွက်ကိုလည်းတန်ဃာတော်တွေကိုယ်တိုင်ကဝီနီးကိုလိုက်နာရမယ်၊ကုန်သိက္ခာရှိရမယ်ရှင်။ဒါလေးကတော့ဖြစ်တဲ့ဖြစ်တဲ့ကိစ္စလေးတာဖြစ်ပါတယ်။အခုလိုမျိုးကြီးပြောရှင်စွာရေးပတ်လောင်းပြီးတော့ဒကာမနဲ့ဒီလိုနေထိုင်တဲ့ကိစ္စရဲ့ကတော့ဗုဒ္ဓဘာသာအတွက်ကိုအင်မတန်ပိတ်ခါကြစေတဲ့ သာသနာတော်ကိုမျိုးလွှမ်းစေလို့ထင်ပါအရှင်ဒီတော့ဒီကိစ္စကတော့လက်ခံနိုင်စရာအကြောင်းမရှိပါဘူးဒီတန်ကတော့အနေနဲ့မိတို့ပဲစိုးစေကောင်မို့ဒီလိုလောက်ရမျိုးတွေကိုနောက်ချိန်တွေမှာဆင်ခြင်ပေးပါလို့လည်းကျမတို့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တိုက်တွန်းချင်ပါအရှင်မိဘပြည်သူများရှင်အခုသတင်းလေးပေါ့နော်နောက်ဆုံးသတင်းလေးမပြောခင်မှာမိုးရတဲ့မှာအထူးသတိပြုကြပါလို့ပြောချင်ပါအရှင်ဧပြီ15ရက်နေ့မှာဆိုရင်မိုးတိထန်စွာရသွန်းခဲ့တဲ့အတွက်မိထီလာကံမောင်ကလည်းမြေပြိုကျသွားတယ်ပေါ့နော်ဒီလမ်းကိုအကွဲပြီးတော့ဒီမြေကြီးတွေကပြုတ်ကျသွားတာရှင်လေလား ကျမတို့ကဘာကြီးရတခင်ကျတော့မြေကြီးရခုခုဆက်ပြီးတော့ကြောက်ဖြာချက်ကြီးပေါ့ရှင်ခုခုဆက်ပြီးတော့တရှိနေရကုံးမြေရရှင်တိလားအဲ့ဒီကုံးမြေတွေကအဲ့လိုမျိုးဆက်ဆက်မှုဆက်နေတာပေါ့ရှင်အဲ့လိုမျိုးတပြေးညီဖြစ်နေမှုမြေတွေကအဲ့လိုမျိုးခုခုကွက်ကွက်အပ်နေကြတာပေါ့အဲ့ဒါတွေကငလင်ဖြစ်နေတာရှင်ဒီတော့ငလင်ဖြစ်သွားပြီဆိုမြေကြီးတွေကငကိုထပ်ပို့ပို့ပြီးတော့ကွက်အပ်သွားတယ်ပေါ့နော်အဲ့လိုကွက်အပ်မှုတွေကြားနေရေတွေဝင်มาဖြစ်တဲ့အတွက်မြေပြိုတာကလည်းနောက်ဆက်တွဲဆိုးကျိုးပါရှင်ဒါလေးတော့မူရတင်မှာဆင်ကျင်မှာလို့ပြောချင်ပါတယ် ကျွန်မအခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ကျွန်မတို့နိုင်ငံတော်အစိုးရမှတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းတွေတက်ဆိုင်ပါရှင့်ကျွန်မအဲ့ဒီသတင်းလေးမတင်ဆက်ခင်လေးမှာရုပ်သံဖိုင်လေးတစ်ခုကိုအရင်ဆုံးပြသပါမယ်ရှင် ွက်ပြည်သူတို့မြင်တွေ့ရတဲ့ရုပ်သံဖိုင်လေးကတော့နေပြည်တော်မှာအစိုးရဝန်ထမ်းတွေအတွက်ကိုကယ်ဆယ်ရေးတန့်လေးတွေပေါ့နော်အဲ့ဒီမှာနေရာချထားပေးတာဖြစ်ပါရှင့်ကျမတို့နိုင်ငံရဲ့အစိုးရဝန်ထမ်းတွေကဆိုရင်ဒီငလင်ဘေးတံပါပေါ့နော်အစိုးရအဆောက်အဦပေါ့အစိုးရဝန်ထမ်းအိမ်ယာတွေပေါ့ရှစ်ဆယ်ကျော်ကျော်လောက်ရှိလို့ပြည့်စည်သွားတာရှင်းသေးလားတချို့ဆိုရင်တရက်တစ်မိနစ်ထဲနဲ့အဝတ်တထည်ကိုတစ်ခုပဲကျန်ခဲ့တာဘာဖြစ်စီမှပြန်မရတော့ဘူးပေါ့နော်အိမ်တော်ပြိဘောကလည်းအဝတ်ထည်တွေတချို့ဆိုရွှေငွေပတ်စံတွေအစားကိုစုဆောင်းထားတဲ့ချွေးနှဲစာလေးတွေအစားမြေကြီးအောက်မှာအဲ့လိုမျိုးဖိပြပြီးတော့ပြပြဟုတ်သွားတာရှင်း ဒီတော့သူတို့အနေနဲ့အခုချိန်မှာဘယ်လောက်ထိအောင်မှာစိတ်ထိခိုက်ခံစားနေရမလဲဆိုတာမိဘဖြစ်သူများကိုချင်းစာကြည့်လို့ရပါတယ်ရှင့်။သူတို့အခုချိန်မှာရမ်းခက်ခဲနေကြတာပေါ့နော်။ဒီလိုတဲတဲတိတ်လေးမှာမိသားစုနေဖို့ဆိုတာကတော်တော်ခက်ခဲတဲ့ကာလဖြစ်ပါလေ။ဒါအပြင်မိုးရွာတဲ့ခါကျရင်ဘယ်လိုများဖြစ်မလဲဆိုတာကလည်းကျွန်တော်တို့စဉ်းစားမယ့်ချက်လေးပါပဲ။သူတို့တွေအခုညီလိုအပ်နေပါတယ်ရှင့်။ဒီတော့လည်းကျမတို့အင်မတန်စင်မကောင်းဖြစ်ရပါတယ်နိုင်ငံတော်ကလည်းအခုချိန်မှာကြီးမားသောဆုံးရှုံးမှုဖြစ်တဲ့အတွက်လက်လန်းမီယာကိုတော့အစစ်အစစ်လုပ်နေရဆိုပေမဲ့အရာအလုံးပြီးပြည့်စုံအောင်တော့မဖန်တီးပေးနိုင်သေးဘူးရှင် ီချိန်မှာသူတို့ဒုက္ခကြရရင်ဆိုင်နေရတယ်။အကြောင်းရင်းရုံးနေပြန်ဖွင့်တဲ့အချိန်မှာဒီလိုတဲလေးတွေမှာကုသသမီးလေးကိုဘလို့ထားခဲ့ပြီးတော့ရုံးတက်နိုင်ပါလဲရှင်။ဒီလိုတဲလေးတွေဆိုတာဘလို့မှလုံခြုံခြင်းမှမရှိတာရှင်။သာသမီငယ်လေးတွေရှိရတဲ့သူတွေဆိုကိုချင်းစာကြည့်လို့ရပါတယ်။ကိုကရုံးသွားတဲ့အချိန်မှာကိုရဲ့သာသမီလေးကိုအိမ်မှာပေါ့နော်လုံလုံခြုံခြုံထားခဲ့ရတယ်ဆိုရင်စိတ်ဖြောက်တယ်လေ။ဒီလိုမျိုးထားခဲ့လို့မရဘူးဆိုရင်ဒီမိဘကဘယ်လိုလုပ်ပြီးတော့ရုံးလုပ်ကိုစိတ်ဖြောက်ဖြောက်လုပ်နိုင်မှာလဲရှင့်ဒီတော့ဒီတန်နေမခံနိုင်တဲ့ခါကျရင်အစိုးရဝန်ထမ်းတွေနှုတ်ထွက်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်เนาะ ဒီလိုနှုတ်ထွက်တဲ့အခါမှာဆိုရင်သဘောတရားတစ်ခုကလည်းရှိလာရှင်အဲ့ဒါပါလဲဆိုတော့ဟိုဖယဲသီးပေါ့နော်ဖယဲသီးဆိုတဲ့သဘောတရားရှင်တချို့ကကိုယ်ဌာနကိုတစ္ဆာဖောက်တာထက်ဒီတည်င်းတွေကိုကြောင်းစားလို့ရှင်ပတ်စံရလို့လောက်တာတည်လားတည်င်းတွေကိုသူတို့ကသူတို့ကလကားပေးနိုင်မို့ပတ်စံရလို့လောက်နေတာပတ်စံရလို့ပေးနေတာပေါ့နော်အဲ့တော့ပတ်စံရနေတဲ့သူကတော့အလုံးနှုတ်ထွက်အောင်မှာမဟုတ်ဘူးရှင်နေအောင်မှာဘာကြောင့်လဲဆိုတော့သူတီဌာနမှာရှိနေတဲ့ပြည်ဒီဌာနကတင်းနေကိုကြောင်းစားလို့ရနေပြီသူ့အတွက်ပတ်စံမခက်ခဲဘူးဒီတော့ तू ကတော့ချစ်ကုန်ရအောင်နေမှာပဲရှင့် ီဌာနသတင်းတွေကိုရောင်းစားတဲ့သူမဟုတ်တဲ့တစ္ဆာရှိတဲ့ဝန်ထမ်းကြတော့ဒီလိုအခြေအနေမှာရမ်းခက်ခဲသွားပြီ။သူဒီလောက်ကိုဆက်လုပ်ဖို့အတွက်တောင်မှသူတော်စဉ်းစားတော့မှရှင့်။ဒါလေးကိုနိုင်ငံတော်ကတာဝန်ရှိတဲ့သူတွေသိဖို့လိုပါတယ်။အခုလိုအခြေအနေမှာတစ္ဆာရှိတဲ့ဝန်ထမ်းတွေဆိုတာကတစ္ဆာရှိရင်ငွေမရှိဘူးရှင့်ကျွန်တော်နိုင်ငံမှာလေ။သိလား။အဲ့တစ်ခုကအများနဲ့ဆက်ဆက်နေရ။တစ္ဆာရှိတဲ့သူကငွေရှိဖို့ခက်တယ်ရှင့်။နိုင်ငံနိုင်ငံဝန်ထမ်းလောက်ပဲဆိုလေတိလားတကယ်တစ္ဆာရှိရဲ့ဝန်ထမ်းတွေကပတ်စံမရှိရတော့ငွေပုံငွေရှံမရှိဘူးဒီတို့ကရင်ဆိုင်မှုအတွက်ကိုသူတို့မှငွေပုံငွေရှံမရှိဘူးရှင့် သားသမီးတွေကိုတခြားနေရာမှာအိမ်ငါးပြီးထားဖို့ဆိုတာပတ်စံအဖို့ရှိအောင်မှာဖေးသေးတာပတ်စံဖို့ရှိရဲ့ဒီလိုတဲတွေမှာလာနေကြမနေမှာချင်းသူတို့ကသူအိမ်ငါးပြီးတော့နေမှာဘာကြောင့်လဲသူတို့တို့ပတ်စံအားဌာနတွေကသတင်းတွေကနေအချိန်မြေဖန်ပြီးလို့ရနေတာလေတိလားတစ္ဆာရှိရဲ့သူကြောင့်အဲ့လိုမဟုတ်ဘူးပြောနိုင်ငံတော်ကနေပြီးတော့ဒါလေးတွေတော့နည်းနည်းပြန်ပြီးတော့စဉ်းစားပြစ်တင်လို့ထင်ပါတယ်။တစ္ဆာရှိရဲ့ဝန်ထမ်းတွေထွက်သွားမယ်ဆိုရင်ဖျဲသီးတွေနဲ့ပဲကြံခဲ့မှာနော်။တိလားဖျဲသီးကတော့ဘယ်တော့မှထွက်မှာမဟုတ်ဘူး။သူတို့ကဒီလောက်လုပ်နေသေးပြီးပတ်စံအချိန်မြေဖန်လို့ရနေတာ။ သတင်းတွေရောင်းစားပြီးအချိန်မြေပတ်စံဖန်လို့ရနေတာမလို့ထွက်မှာလေသူတို့ရှင်းရှင်းလေးသတင်းတွေမရောင်းစားတဲ့သူ မဖန်တဲ့သူသစ္စာရှိတဲ့သူတွေကြတော့ကို့ဘွားရက်တီကိုခက်ခဲလာတဲ့အခါကျရင်နောက်ထပ်ရွေးချယ်ရတဲ့ခုကိုစဉ်းစားရမှာပဲရှင်လူဆိုတာတမုတ်တရားဝန်းတထွာပါတိလားတမုတ်တရားကလေအကျဲကြီးနော်ဒါပေမဲ့ကျမတို့ဝန်းကတထွာပဲရှိတယ်ဒါပေမဲ့အဲ့တမုတ်တရားကြီးလောက်ကိုကျမတို့ဖြည့်နေရတဲ့အနေထားလေးရှိရဲ့ရှင်ဒါကြောင့် တစ္ဆာရှိဝန်ထမ်းတွေဒုက္ခရောက်နေတဲ့အတွက်ဒုက္ခရောက်နိုင်ခြင်းပိုများနေတဲ့အတွက်နိုင်ငံတော်ကဒီဝန်ထမ်းတွေအပေါ်မှာပုံမှန်ယူဆိုင်မှုတွေလုပ်တဲ့လို့ထင်ပါရဲ့ရှင့်။ဘာကြောင့်လဲဆိုတော့ဒီရက်ပိုင်းမှာတင်ကိုကျမတို့စီအစိုးရဝန်ထမ်းတွေကနေပြီးတော့ညှိတွားမှုတွေအများကြီးရောက်ရှိလာပါရဲ့ရှင့်။ဘယ်အစိုးရဝန်ထမ်းတွေစီကနေရောက်လာတာလဲဆိုတော့တစ္ဆာရှိတဲ့သူတွေစီကနေရောက်လာတာရှင့်။တစ္ဆာမရှိတဲ့သူတွေကအစ်စေးပဲအစ်စေးပဲဒီလားတစ္ဆာရှိတဲ့သူတွေကဒုက္ခရောက်နေရတာရှင့်။ဒီတော့ကျမတို့ကသူတို့ရဲ့တစ္ဆာတရားကိုလေးစားတော့အဖြစ် နိုင်ငံတော်ပေါ်တည်ဆာရှိပြီးတဲ့ကုဌာနပေါ်တည်ဆာရှိပြီးတဲ့သူတွေကိုငဲ့ညာသောအဖြစ်လေးစားဂုဏ်ပြုသောအဖြစ်ဒီလူတွေကိုကျမတို့ကအထူးတလဲစောက်ရှောက်တင်တယ်လို့ထင်ပါရဲ့ရှင့်အဲ့လိုစောက်ရှောက်မှုတွေမရှိဘူးဆိုရင်တည်ဆာရှိတဲ့သူတွေအလုတ်ထွက်သွားပြီးတော့တည်ဆာမရှိတဲ့သူတွေကကြံခဲ့တဲ့အစိုးရဌာနထုတ်ဟာချစားပြီးတော့ဆွမ်းဆောင်ရကြဆင်းပြိုလဲမှာဖြစ်ပါရဲ့ရှင့်ဒါလေးကတော့ကျမအနေနဲ့ပြောပြတဲ့ထင်တဲ့အတွက်ပြောပြပေးတာဖြစ်ပါရဲ့ရှင့်ကျမောင်နိုင်ငံမှာဒုက္ခရောက်တာကျင်းတော့တူတူပါပဲရှင်တူတူပါပဲဒါပေမဲ့လက်ထဲမှာငွေရှိရတဲ့သူကခံစားရတယ်လေ မြို့သူပဲဆိုစေကမူအခြားရွေးချယ်ရာရှိရဲ့အတွက်တို့အနေနဲ့နည်းနည်းချူသားချောင်းသာရှိရပါတော့။အစိုးရဝန်ထမ်းလာစားလွဲလို့ရှင်အပေါ်ဝင်ဝင်မရှိတဲ့သူတွေကအခုချိန်မှာအရန်ဒုက္ခရောက်ပါရဲ့ရှင်။နိုင်ငံတော်ကဒါလေးသိဖို့လိုပါတယ်။နိုင်ငံဝန်ထမ်းတွေအပေါ်မှာပြန်လည်ပြီးတော့အထူးတလည်စောင့်ရှောက်ဖို့လိုပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမတို့သတင်းသုံးသပ်ချက်လေးအနေနဲ့တင်ပြပေးလိုက်ရပါတယ်ရှင်။ကျမတို့တင်ဆက်မှုတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးနဲ့ဆေချမ်းသာကိုကြားမှာကြပါစေ။အခုနှစ်သက်မှာကျမတို့ပျော်ရွှင်စရာအသစ်တွေ ဘဝမျှော်လင့်ချက်အသစ်တွေရရှိပါစေလို့ကျမတို့ Prime Media မိသားစုမှနှစ်သက်ဆုတောင်းလေးတောင်းပေးလိုက်ပါရစေရှင်။